ခုလိုပူတဲ့ယာတီမှာ မိတ်ကပ်ကြီးလိမ့်ပြီးတော့မိတ်ကပ်နဲ့မျက်နာနဲ့ရံဖြစ်ထားတဲ့ပုံစံမျိုးခဏခဏတွေ့ဘူးကြမယ်ထင်ပါတယ်ဒီနေ့မှာတော့နေ့စဉ်သုံးဖို့အတွက်အဆင်ပြေတဲ့မိတ်ကပ်အတွဲလေးအကြောင်းကိုပြောပြပေးသွားပါမယ်ကျမကတော့မပွင့်ပြဝင်ပါဇေဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါရဲ့ရှင် ခုလိုပူတဲ့ရှားတင်မှာပေါ့နော်မိတ်ကပ်ကြီးလိမ့်ပြီးတော့မိတ်ကပ်နဲ့မျက်နှာနဲ့ရံဖြစ်ထားတဲ့ပုံစံမျိုးခဏခဏတွေ့ဘူးကြမယ်ထင်ပါတယ်ဒါဆိုရင်တော့ဒီနေ့ပြောပြပေးသွားမယ်အတွေ့လေးကလုံးဝအကူအညီရရှိစေမှာဖြစ်ပါတယ်အထူးသဖြင့်မိတ်ကပ်ကိုတက်တက်ကြီးမလိမ့်ညင်းတဲ့သူ မျက်နာပေါ်မှာချွေးနဲ့မိတ်ကပ်နဲ့ကွက်ကွက်ကြီးမပြစ်ချင်တဲ့သူတွေဆိုလို့ရှိရင် Vho ကလာတဲ့ Ivory Glow Cushion Tinted Sunscreen လေးပဲလိမ့်ပေးမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဒီ cushion လေးက sunscreen SPF 50 PA black 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 ပါပြီးသားဟိုမှာဒီထဲမှာဆိုလို့ရှိရင် serum ရေ hyaluronic acid ရေပါတယ်သူက skin barrier ကိုလေကောင်းစေတယ်အိပ်ဆွက်တည်ရေနောက်ပြီးတော့ကြတော့ ပရိုဘိုင်တစ်တည်းရဲ့ဒီထဲမှာပါဝင်တယ်။နောက်ပြီးတော့အစီအိုပေါ့နော်ကွန်ထရိုးလုပ်ပြီးတဲ့ဆီလီကုန်းရဲ့ဆီလီကာရဲ့နောက်ပြီးတော့ဇင်းအောက်ဆိုက်ရဲ့အဲဒီထဲမှာပါတယ်။မိတ်ကပ်သားပါတယ်ပေါ့နော်။တခြားဆန်စခရင်တွေနဲ့မတူတာကသူ့ကိုလိမ့်ထားတယ်ဆိုလို့ရှိရင်အစီမပြန်ဘူးမကွက်ဘူးပေါ့နော်။မပြဘူး။ဒီတော်ယုံအမဲဆက်လောက်ကတော့သူက အာ coverage ကောင်းကောင်းလေးရတာပေါ့နော်အဲနောက်ပြီးတော့ဟိုလင်းရတဲ့အခါမှာလည်းဒီလိုမျိုးလင်းလို့ကောင်းနေပေါ့နော်ဆွဲလို့ကောင်းနေတခုရှိတာကဒီဟာကသူကအယောင်ကတမျိုးတည်းပဲလာတာပေါ့နော်ဖြူတဲ့ဘက်ကိုတော့မသွားဘူးဝါဝါညက်ညက်လေးဘက်ကိုသွားတယ်ပေါ့နော်နှီးစင်ပေါ့ပေါ့ပါပါတုံးလို့တော်တော်လေးအဆင်ပြေတယ်နောက်တစ်ခုကတင်းတိတ်အမဲဆက်ရှိတဲ့သူ နေရောင်ထဲမှာ အချိန်ကြာကြာသွားရမယ့်သူတွေကိုယ့်ရဲ့ skin ကို protect ကောင်းကောင်းရှားချင်တယ်ဆိုလို့ရှိရင်တော့ Vivo White Glassy Serum Sunscreen လေးကို အရင်လိမ့်ပြီးမှပေါ့နော်။အဲသူ့ရဲ့အပေါ်ကနေ Ivory Glow Cushion လေးကိုထပ်ပြီးတော့လိမ့်ပေးလို့ရတယ်။ဒီ Sunscreen လေးကလည်းသူက physical ရော ကမီကယ်ရောပေါ့နော်နှမျိုးပေါင်းထားတဲ့ wine free spf 50 plus pa plus သုံးလုံးဆိုတော့ကြတော့ဒီလိုຫນွေမှာပေါ့နော်အစီပြန်မှာကြောက်တဲ့သူတို့နောက်ပြောကြတော့ဝက်ချန်ရှိတဲ့သူအအစီပြန်တတ်တဲ့သူတွေဆိုလို့ရှိရင်သူ့ကိုရွေးပြီးတော့သုံးလို့ရတယ်ဒီ sunscreen လေးမှာကအပြူတင် 2%ပါတော့ကြတော့ဒီတင်းတိတ်အမဲဆက်ပေါ့နော်ငကိုကလေးကရှိနေတဲ့သူတွေဆိုလို့ရှိရင်အဲ့ရှိနေတဲ့တင်းတိတ်အမဲဆက်တွေကိုပို့ပြီးတော့စိုးမလာအောင်ပေါ့နော်သူက control လုပ်ပေးတယ်အဲလိမ့်တဲ့အခါမှာဒီ skin လေးကိုလည်း bright ဖြစ်နေစေတယ်အခုပြောသွားတဲ့ Vho Ivory Glow Cushion လေးကိုသူတစ်ခုတည်းပဲသုံးသုံး Vho White Glassy Serum Sunscreen လေးနဲ့ပဲဒီလိုနှစ်ခုကိုတွဲသုံးသုံးပေါ့နော် skin လေးကိုတနည်းကောင်းညံ့ညက်ကလေးဖြစ်ဖို့ဆိုလို့ရှိရင် အပေါ်ကနေပြီးတော့ဒီ Vho ပတ်တိုက် press powder လေးကိုသုံးပေးလို့ရတယ်ဒီ press powder လေးကလည်းပေါ့နော်သူကတရောင်နေပဲလာတာဒါပေမဲ့သူက uh, translucent ဖြစ်တယ်ပေါ့เนาะသူကမျက်နှာလေးကိုချွေးပြန်ပြီးတော့အစီထွက်တာမျိုးတွေမဖြစ်စေဘူးသူမှာ micro finance press powder တိုက်ဖြစ်တော့ကြတော့ချွေးပေါက်သေးသေးလေးတွေထိဖို့ပေါ့เนาะသူကအာစိတ်ဝင်တဲ့အတွက်တိတ်တိတ်လေးနဲ့ညံ့ညက်ကလေးဖြစ်နေစေတယ် make up လိမ့်ပြီးတော့ ကွက်တဲ့သူတို့ပြာတဲ့သူတို့ပေါ့နော်ဒီချွေးတွေထွက်ပြီးတော့အစီတွေပြန်တက်တဲ့သူတွေအတွက်ဆိုလို့ရှိရင် နေ့စဉ်ပုတ်ပုတ်ပါပါသုံးလို့ကောင်းတဲ့ press powder လေးဖြစ်တယ်ဒီနေ့ပြောသွားတဲ့သုံးမျိုးစလုံးကဈေးသင့်တဲ့ကိုရီးယားမိတ်တွေကိုရွေးပြီးတော့ပြောပြသွားတာဖြစ်ပါတယ်ကိုယ့်ရဲ့ skin နဲ့ လိမ့်ထားတာတွေနဲ့ရံဖြစ်တာမျိုးမဖြစ်ဖို့ရအတွက်အခုလိုမျိုးလေးသေချာရွေးသုံးဖို့ရလိုပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့နေ့စဉ်သုံးဖို့အတွက်အဆင်ပြေတဲ့မိကပ်အတွဲလေးအကြောင်းကိုသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပန်ဝင်းညင်ကသူတို့လည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။